ပရိသတ်အားလုံးပဲမင်္ဂလာပါရှင်။မင်္ဂလာခေတ်တမပြန်လဲကျဆွလာရပါရှင်။ပရိသတ်အကျွေးခရုကတင်ဆက်ပေးမယ့်တဲ့အကြောင်းလေးကတော့ Cam Area မှာမိခင်ရဲ့ power အပေါ်တုတ်ပြန်ခဲ့ပြီးမိခင်ဖြစ်သူကိုချစ်ချင်လွတ်ပြေးဖို့တောင်းဆိုလိုက်ပြီးလို့သိရပါတယ်။အချင်းချာခံရရနိုင်ငံတော်တိုင်းပင်ခံပုဂ္ဂိုလ်ဒေါက်တာဆူဂျီရဲ့တားဖြစ်သူ Cam Area ခေါ်တဲ့ကိုတင်လေးဟာမိခင်ရဲ့အသက်80မွေးနေအချင်းချာခံ9နှစ်မြောက်အကျိုးလှုပ်ရှားမှုအဖြစ်အမေရိကန်သို့ Masla စံနှုန်းတွေရောက်ရှိလာခဲ့လဲဖြစ်ပါတယ်။၎င်းအောင် GVB တင်းချနာမှာတွေ့ဆုံမြင်ရခဲ့ရတွင်မိခင်ဖြစ်သူကို အာဂျင်တီးနားတရားရုံးမှဖရန်ထုတ်ပြန်တဲ့အထိဖြစ်ခဲ့ရမှုအပေါ်မှာအနောက်တိုင်းမီဒီယာများတွင်အဓိကတာဝန်ရှိသူကိုပြောဆိုခဲ့ကြောင်းသိရှိရပါတယ်လူတွေကမေမေနဲ့ပတ်သက်ရင်တော့လောကမာရွေးနေကြပါတယ်သူတို့ကမေမေကရိန်ဂျာရေးမှစစ်တပ်နဲ့ပေါင်းနေတဲ့ဆိုပြီးပုံဖော်နေကြပါတယ်အဲ့ဒါလိုလိမ့်လဲခက်ကြတဲ့နိုင်ငံတကာမီဒီယာတွေမှာတာဝန်ရှိပါတယ်ဒီလိုလိမ့်လဲခက်တာတွေပြန်ရုပ်သိမ်းသွားပြန်တော့လေသူတို့ပြောခဲ့တဲ့ကအုတ်ကြော အုပ်အော်တောင်းနေပုံစံမျိုးမဟုတ်ပဲတိတ်တိတ်ဆိတ်ဆိတ်ပဲလှုပ်သွားကြပါလိမ့်လို့ပြောဆိုခဲ့ဖြစ်ပါတယ်။မေရီလန်တွင်ပြုလုပ်ခဲ့တဲ့အခမ်းအနားတွင်၎င်းရဲ့ဂီတာအတွေဒေါ်လာ1888ဒေါ်ဆန်စုကြည်ရဲ့ပကြီးကားတွင်ဒေါ်လာ9000ဒေါ်ဆန်စုကြည်ရဲ့ပုံပါတဲ့ပြက်ကလေးအတွင်ဒေါ်လာ1900ရရှိသွားခဲ့ကြောင်းသိရှိရပါတယ်။ထုံးဝေးများကိုမြန်မာနိုင်ငံအကျွန်းမှာပြည်내၃ခုမှရှိတဲ့စစ်ပီးရှောင်းဒုက္ခသည်များတောက်ရည်တန့်ရရှိရေးစီမံကိန်းများအတွက်လူဒဏ်တွားမိဟုလည်းဆိုထားဖြစ်ပါရယ် ဆန္ဒတဲ့အဖွဲ့ရဲ့တရားရခိုင်နှုန်းထိန်းချုပ်ထားနိုင်တယ်။နည်းမြေဥရဲ့5000ခန်းတို့တရှိတော့တဲ့အတွက်နိုင်ငံတော်မှာအစားအသောက်တောက်တုံးရေးကျန်းမာရေးပညာရေးအစားရှိတီတို့တွင်လေဟာလာနေတဲ့အတွက်ကိုထင်းလေးဟာတပ်အတမြကုင္ပတ်ပူရန်လုံပန်းလာခြင်းဖြစ်ပါတယ်။ ပြသနာကတော့မင်းအောင်နိုင်ဟာနိုင်ငံတော်မှာလည်းကောင်းထိ ंछ ုတ်ချနိုင်ဟန်ဖြင့်ရွေးကောက်ပွဲလုပ်ရန်တွင်တွင်ကြကြပြောဆိုနေခဲ့ခြင်းပဲဖြစ်ပါရယ်ထရန့်အစိုးရတဟမြန်မာနဲ့ပတ်သက်ရင်နိုင်ငံခြားမူဝါဒချမှတ်လာခြင်းမရှိသေးပြီးစောင့်ကြည့်နေကြပြီးဝါရှင်တန်ရဲ့အစိုးရဖြစ်ကြောင်းအခြေအနေများပြောင်းလဲသွားနိုင်ဖွယ်ရှိတယ်ဟုဒီပလိုမက်တင်စာရင်းရေးသားချဖြစ်ပါရယ်ရခိုကမှာ၎င်းရဲ့အနမေကျော်စစ်ဌာနချုပ်ကြီးဟာမိုင်းရယ်မြို့အနီးတူရွှေပြောင်းထားရရုပ်သမကတီယိုအန်ကုန်းနဲ့ကုမင်းတွေပြည်လုံးနေတဲ့ဆွေးနွေးပွဲတွင်လာရှုတမျိုးလုပ်ကိုပြန်ပေးရန်တောင်းဆို روزانه အင်အားအရာတွေအဆက်ဆက်အရာတာလွန်နေတဲ့ standard army ကြီးဟာဆိုလို့ရှိရင်လည်းပြတ်မတတ်နိုင်လို့ရေပစားဖြစ်တာခလေးဆိုးကြီးလို့တောင်းနေရတဲ့အဖြစ်ရောက်ရှိလို့နေခဲ့လည်းဖြစ်ပါတယ်။လေချောင်းကနေမိမြပင်အားသာနေစက်ကမူမြို့ရွာမြောက်ကိုတိမ့်ပိုက်ဖို့ကြီးတက်အင်အားဖြင့်သာတိုက်ယူနိုင်ပြီးဆိုတဲ့အချက်ကိုအထင်ရှားတွေ့လာနေပြီဖြစ်ပါတယ်။၎င်းတို့အဖို့ကလေချောင်းမှာတတ်ခတ်နိုင်တဲ့ရေအနိုင်ရနေပြီးဟူယူဆနေကြခြင်းပဲဖြစ်ပါတယ်။စစ်နိုင်ထားသူ MNDA ဖက်မှာမြို့ရဲတချို့အစိပ်ပိုင်းတချို့ကသာပြန်ပေးနိုင်မည်ဟုတင်ခံချ ားပြီးလာရှုတွေလက်ရှိတွေပုံမှန်လက်ပတ်လက်ရှိနေခဲ့လည်းဖြစ်ပါတယ်။ ED ကိုကြည့်ချင်အပြင်တရုတ်ရဲ့ဖြစ်အားကိုမလွန်ဆန်နိုင်ရတဲ့၎င်းတို့နဲ့ပြောဆိုနေရခြင်းဖြစ်ပါတယ်။တစ်ဖက်တွင်လည်းလာရှုမျိုးသူမျိုးသားများလည်းလေးချောင်းမှတိုက်ခတ်လာနိုင်တဲ့ NLD ဟူသတိပေးလာခဲ့ဖြစ်ဖြစ်ပါတယ်။ပြည်သူတွေရဲ့ခုခံတော်လှန်စိတ်မှုတ်ချအောင်ရမည်။